ရခိုင်တပ်တော် AA ဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရန်အမ်းမြို့အပါအဝင်ရခိုင်ပြည်နယ်အတွင်းကမြို့ကြီးအားလုံးနီးပါးကိုသိမ်းပိုက်နိုင်ပြီးတဲ့နောက်ရခိုင်ရုံးမနယ်ထိစပ်နေတဲ့တိုင်းဒေသကြီး၃ခုကိုနယ်မြေခံမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးတော့ဦးတည်တိုက်ခိုက်နေပါပြီ။ရခိုင်တပ်တော် AA နဲ့မဟာမိတ်တပ်တွေဟာလက်ရှိမှာဆိုရင်တိုင်းဒေသကြီး၃ခုကစစ်တပ်ရဲ့စစ်စခန်းတွေကိုတာမကစစ်ကူလမ်းကြောင်းတွေကိုပါတိုက်ခိုက်နေတာတွေပြုလုပ်နေပါပြီ။ အေးနဲ့မဟာမိတ်တပ်တွေဟာရခိုင်ရိုးမှတောင်တန်းတစ်ချောင်းမှရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုင်နေပြီးအဲ့ဒီဒေတာနဲ့ထိစပ်နေတဲ့ ARB တိုင်းပသိမ်မြို့နယ်၊ပဲခူးတိုင်းပဒေါင်းမြို့နယ်၊မကွေတိုင်းငဖဲမြို့နယ်တို့မှရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုလည်းတိုက်ခိုက်သိမ်းပိုင်နိုင်နေပြီပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာရခိုင်ရိုးမှနဲ့မြန်မာပြည်အလဲပိုင်းမြေပြန့်ဒေတာတွေကိုဆက်သွယ်ထားတဲ့အတိကလမ်းမကြီး၃ခုမှဖြစ်ပွားနေတာဖြစ်ပြီးစစ်ကောင်စီရဲ့ထောက်ပို့ဆက်သွယ်ရေးတပ်စခန်းတွေကို ဖြတ်တောက်ရင်ကြိုးစားနေတာလည်းဖြစ်တယ်လို့စီရေးလိလသူတွေက သုံးသပ်နေကြပါတယ်။အေးအေးနဲ့မဟာမိတ်တပ်တွေဟာပြီးခဲ့တဲ့ဇန်နဝါရီလကစတင်ပြီးအရာဗီတိုင်းအတွင်းကိုကွာငတိုင်းချောင်းလမ်းပိုင်းနဲ့ပင်လားပင်လယ်အော်ကမ်းခြေအတိုင်းထိုးစစ်ဆင်လာခဲ့ရာအရာဗီတိုင်းအတွင်းမှာရှိတဲ့ပသိန်းငတိုင်းချောင်းရေကြီးတာပေါင်းမြုံနယ်တွေမှာရှိတဲ့တက်စခန်းတွေကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။အဲ့ဒီထိုးစစ်မှာတလအတွင်ပသိမ်မြုံနယ်အတွင်းမှာရှိတဲ့ဘောမီ မကြီးစင်တို့အပါအဝင်ရွှေတောင်ရံမြို့အတွင်းမှာရှိတဲ့ကြီးရွာတွေကိုတင်ပိုင်နိုင်ခဲ့ပြီးတော့ငတိုင်းချောင်းနဲ့တာပေါင်းမြို့နယ်အတွင်းမှာရှိတဲ့တက်စခန်းတွေကိုပါဆက်လက်တင်ပိုင်နိုင်ရန်ထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။ဒါအပြင်အေအေနဲ့မဟာမိတ်တပ်တွေကတာပေါင်းနဲ့ရည်ကြီးမြို့နယ်ကြားမှာရှိတဲ့အမှတ်3လေးအမြောက်တပ်ကိုပိတ်ဆို့တိုက်ခိုက်နေပြီဖြစ်ပြီးငတိုင်းချောင်းမြို့နယ်ဖက်မှလာတဲ့စစ်ကောင်စီရဲ့စစ်ကူတပ်တွေကိုလည်းကြားဖြတ်တိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ဒါအပြင်ဘကိုးတိုင်းအတွင်းကိုလည်း ဒီတောင်ကုတ်လမ်းမကနေတဆင့်ထိုးစစ်ဆင်လာခဲ့ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်မှာဘကိုးတိုင်းဗရောင်းမြို့နယ်မှာရှိတဲ့နတ်စင်ကုန်းစခန်းနဲ့ဒါဝါတိုင်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအောက်ရှိပင်မြို့နယ်15မိုင်ကျော်အကွာမှာရှိတဲ့ညောင်ကျိုးရွာအထိထိုးစစ်ရောက်နေပြီပဲဖြစ်ပါတယ်။မကွေတိုင်းကိုလည်းအမ်ဘရန်လမ်းကနေထိုးစစ်ဆင်နေတာဖြစ်ပြီး ပရန်းမြို့နဲ့ဆက်ကိုးမိုင်အကွာမှာရှိတဲ့နတ်ရီကန်ပြူဟာကုန်းလီချောင်းရံကာကွယ်ရေးတပ်ကိုတိုက်ခိုက်နေပြီဖြစ်ပါတယ်။တအပြင်းငဖဲမြို့နဲ့အမ်ဘရန်ကားလမ်းမပေါ်မှာရှိတဲ့ကုန်းစည်ယိုကြီးရွာတွေမှာလည်းတမ69လက်အောက်ခံ ခမာယာလေးတစ်ကို ခမာယာ74တို့နဲ့တိုက်ပွဲဖြစ်ပွားနေပြီလို့လည်းအေအေကထုတ်ပြန်ထားပါတယ်။အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့တောင်ဆောင်စခန်း၊ကံမြင့်ကန်နဲ့ကုန်းစည်ယိုအပါအဝင်ကန်ခင်းစခန်းတွေကိုလည်းတလအတွဲမှာပင် မဟာမိတ်တပ်တွေကတိမ့်ပိုက်နိုင်ခဲ့ပြီးနိုင်ရီကန်လေချောင်းရံကာကွယ်ရေးတပ်ကိုလည်းတိမ့်ပိုက်ရန်ကြိုးပမ်းနေပြီပဲဖြစ်ပါတယ်။အေးနဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အဲ့ဒီတိုင်းတုံတိုင်းမှာလက်နက်ဆက်ယုံတွေတိရှိနေတဲ့ဒေသတွေလည်းဖြစ်ကြရာ2021ခုနှစ်မှာအာဏာသိမ်းပြီးတဲ့နောက်ဆန္ဒပြပြည်သူတွေကိုပြစ်ခတ်ရမှာနိုင်ငံအနှက်လက်နက်ကင်တော်လန်မှုနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်အတွက်လည်းအရန်ကိုအရေးပါလာတဲ့ဒေသတွေပဲဖြစ်ပါတယ်။